ဆိုတော့အားလုံးပဲမင်္ဂလာပါဖြစ်ပိုင် blog ကနေပြန်လဲကြိုဆိုပါရစေ။လူတော်တော်များများကကံကောင်းလို့သာအောင်မြင်တတ်ကြတယ်လို့ယုံကြည်ကြတယ်နော်။တကယ်တမ်းကံကောင်းတာတက်ပြီးတက်မှုရှိတာကစိတ်အားထက်သန်တာနဲ့ဆက်လက်တက်ကြွနေတာပေါ့နော်။ကံတရားကိုသာစောင့်နေမယ်ဆိုရင်ဘယ်တော့မှအောင်မြင်တဲ့လူဖြစ်လာမှာလည်းမဟုတ်ဘူးလို့ဘယ်တော့မှကိုလိုချင်တဲ့ပန်းနိုင်ရောက်လာမှာမဟုတ်ပါဘူး။ကျွန်တော်စေဘုမတူးသားနေတဲ့ဘာသာတွေစေဘုမတူးသားနေတဲ့ညီညီညီမတွေအကုန်လုံးကံကောင်းမှရုပ်ပဲစောင့်မနေပါနဲ့ နေ့တိုင်းတင်ယူနေပါအရာအလုံးပုံနဲ့ဆိုင်တာပဲလုပ်ပုံနဲ့အရာအလုံးမဆိုင်ဘူးမဆိုင်ဘူးအဲ့လိုပဲမတွေးနဲ့ပါတော့ဒီနေ့ဒီဗီဒီယိုမှာကျွန်တော်ပြပြသွားမှာကတော့ကံကောင်းတာနဲ့စိတ်အားထက်သန်တာဘာกว่าလဲဆိုတာနဲ့ပတ်သက်ပြီးတော့ knowledge sharing လုပ်ပြီးသွားမှာဖြစ်ပါတယ်ဆိုတော့ဗီဒီယိုလေးကိုဆက်လက်ကြည့်ရှုပေးပါကျေးဇူးပါဆိုတော့ဆက်လိုက်ရအောင်ပေါ့နော်အောင်မြင်တဲ့လူတွေကကံကောင်းလို့လားပေါ့နော်တကယ်လည်းအောင်မြင်တဲ့လူတွေကကံကောင်းလို့လုံးဝမဟုတ်ပါဘူးဘာကြောင့်လဲဆိုတော့စူးစမ်းလို့ပါဘာကြောင့်စူးစမ်းလဲဆိုရင်တို့ကဒီ၃ချက်ရှိလို့ပေါ့နော်ပထမတစ်ချက် discipline စီးနဲ့ကန်းနဲ့သွားတယ်ဒုတိယတစ်ချက်တင်ယူလိုစိတ်ရှိတယ် every everything ပေါ့နော်ဘာလဲဆိုတင်ယူလိုစိတ်ရှိတယ်တတိယတစ်ချက်တတိယချက်ကဘာလဲဆိုမဖြစ်မနေရောက်ကိုရောက်ရမယ်လောက်ကိုလောက်ရမယ်ဖြစ်ကိုဖြစ်ရမယ်ဆိုတဲ့စိတ်တက်ရှိတယ်ဒီ၃ချက်ကြောင့်တော့တို့အောင်မြင်သွားကြတာပေါ့နော်ဆိုတော့ဒီ၃ချက်ကိုအသေးစိတ်ရှင်းရမယ်ဆိုပထမတစ်ချက်အနေနဲ့ကျွန်တော်တို့ discipline discipline ကဘာလဲဆိုစီကံစီကံကြောင့်ကျွန်တော်တို့ပုံမှန်ပေါ့နော်ဒီနေ့ဒီအချိန်မှာရေတစ်ခွက်တောက်ရမယ်ဆိုရင်နေ့တိုင်းတောက်တယ်ဒီအချိန်မှာပဲတောက်တယ်ဆိုတော့ နေတိုင်းလုံနေကြတပတ်လောက်ပဲလုံကြည့်ကြည့်အဲ့အလုတ်ကနေတိုင်းလုံကိုလုံဖြစ်သွားမှာဒီလားပြောနေစရာမလိုတော့အဲ့ဒါက discipline လို့ခေါ်တယ်ဒုတိယတစ်ချက်ကဘာလဲဆိုရင်တင်ယူတဲ့စိတ်ဆိုတော့တင်ယူတဲ့စိတ်ကဘယ်လိုမျိုးပြောချင်လဲဆိုရင်ဥပမာငါကအခုကာဗန်တာလုံနေတယ်ဥပမာကျွန်တော်ကိုကျွန်တော်ပြောပြမယ်ပေါ့နော်ကျွန်တော်ကကာဗန်တာလုံနေတယ်ဒါပေမဲ့ကျွန်တော်ရဲ့တငယ်ချင်းကကျွန်တော်ရဲ့တငယ်ချင်းကပေါ့နော်တော်တန်မှန်းလုံနေတယ်ဆိုတော့ဘယ်လိုပြောရမလဲဒီတက်တာအလုံနဲ့ကျွန်တော်ရဲ့ဒီ တကယ်ချင်းလုံနေတဲ့တန်ပန်းလုံနေရအကွာကြီးပဲဒါပေမဲ့ကျွန်တော်တင်ယူတဲ့စိတ်ရှိတယ်မလို့ကျွန်တော်အဲ့တန်ပန်းလုံကိုလည်းကျွန်တော်တိုင်တက်သွားမယ်တော့ဒါကိုတင်ယူလို့စိတ်ရှိတယ်ဆိုကိုနဲ့မဆိုင်ဘူးဆိုရင်မှလည်းစိတ်ဝင်စားဘူးမဟုတ်ကိုနဲ့ဆိုင်ဆိုင်မဆိုင်ဆိုင်ကိုကတင်ယူလို့စိတ်ရှိတဲ့အတွက်သူ့မှာအတက်ပေါင်းစုံတက်တယ်အဲ့တော့ knowledge ကျွေးဘ ഹു တုဒကျွေးတယ်ပေါ့နော်ဆိုတော့အဲ့ဒါကိုတင်ယူလို့စိတ်ရှိရလို့ခေါ်တယ်ဆိုတော့တတိယချက်ကဘာလဲဆိုရင်မလွဲမသွေရောက်ရမယ်ဆိုရယ်ဆုံးဖြတ်ချက်ဆိုတော့အဲ့ဒါကဘာကိုပြောချင်တာလဲကိုရဲ့ရီမန်းချက်ပန်းနိုင်ကတတိဖြစ်ဖို့ဆိုတော့တတိဖြစ်ဖို့နီလန်းကို မဟုတ်မမှန်တဲ့နီလန်းကလွဲ၍ကျန်တဲ့နီလန်းအမှန်တမ်းရောကိုကအကုန်လုံးလေးလာတင်ယူထားတဲ့ဖြစ်တဲ့အတွက်အချိန်တန်ရောက်ကိုရောက်အဓိကလောကမရက်သွားကျွန်တော်ဒီလိုလူတွေကကံကောင်းတာမဟုတ်ပါဘူးအောင်မြင်ဖို့အတွက်သူတို့မှာအလုတ်ကိုနေတိုင်းလုံနေတာနေ့စဉ်ခမလန်းနေတဲ့ခြေလန်းတွေကလောကမရက်ပဲနေ့စဉ်တည်းများသွားနေတာလို့အောင်မြင်သွားတာပါဆိုတော့ကံကောင်းလို့အောင်မြင်တာတော့လောကမဟုတ်ပါဘူး ဆိုတော့ဥပမာပြောရမယ်ဆိုရင်ပေါ့နော်ဘာလဲဆိုရင်တော်တော်များလည်းတိတဲ့ချက်မှာတတိယချက်မှာဒုတိယတစ်ချက်ကျွန်တော်တို့ဒီဒုတိယတစ်ယောက်ပေါ့နော်အဲ့ဒါတော့ Elon Musk Tesla တီထွင်တဲ့လူပေါ့နော်အများကြီးတော့မပြောတော့တော်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 များများလည်းတိပါတယ်ဆိုတော့ကျွန်တော်ဖန်နီတော်တော်များလည်းတိကြပါပေါ့နော်ဆိုတော့သူတို့တွေကဘာကြောင့်လဲသူတို့တွေရှိကရလိုက်တဲ့ဥပမာကဘာလဲဆိုရင်စိတ်အားထက်သန်တာပေါ့နော်ဆိုတော့စိတ်အားထက်သန်တာနဲ့ကံကောင်းတာနဲ့ဘာကွာလဲဆိုရင်ကံကောင်းတာကဘာမှအလုပ်မဖြစ်ဘူးစိတ်အားထက်သန်မှသာအောင်မြင်မှာပေါ့နော်ဆိုတော့ ငါငါအရင်ကန့်ကောင်းနေတယ်ဆိုတော့အဲ့ဒါရှောက်ပြောတာတည်တာတကယ်တမ်းကန့်ကောင်းတာမဟုတ်ဘူးကိုကအလုပ်တွေအများကြီးလုပ်နေလို့ကန့်ကောင်းလာတာဆိုတော့ထားပါတော့ဆိုတော့ကိုပိုင်တွေ့ကြုံလေးနဲ့ပြောရမယ်ဆိုရင်ဘာပါလဲဆိုတော့ကျွန်တော်ကတော့နေ့တိုင်းအလုပ်သွားခြင်းဆိုတော့ဒီဒီဗီဒီယိုကြည့်နေတဲ့လူတွေအကုန်လုံးလည်းဘယ်သူမှလုတ်သွားခြင်းမမဟုတ်အဲ့ဒါတော့တကယ်အမှန်တရားပေါ့နော်ဆိုတော့ကျွန်တော်ဘာကြောင့်မလုတ်သွားခြင်းတာလဲဆိုရင်တစ်ချိန်ကြာရင်ကျွန်တော်လုတ်ခြင်းတဲ့အရာကို အနာဂတ်ကိုဗောနော်ကျွန်တော်လှုပ်ချင်တဲ့အနာဂတ်ကိုရဖို့အတွက်ကျွန်တော်အလုပ်သွားနေရဆိုတော့မလှုပ်ချင်လေလှုပ်ရမယ်ဆိုရဲကျွန်တော်ရဲ့ discipline ရှိစီကန်းရှိစီကန်းရှိတော့ဒီအချိန်မှာဒါလှုပ်ရမယ်မနက်၈နာရီရနေညနေ9နာရီထိအလုပ်လုပ်ရမယ်ဆိုရဲအတွေးရှိလေကျွန်တော်ဒီလှုပ်ကိုလှုပ်နေအဲ့ဒါ discipline ပုံမှန်လူတယောက်အနေနဲ့ရှေ့ဆက်လမ်းဖို့အတွက်ကျွန်တော်မလှုပ်ချင်တဲ့အလုပ်တွေလှုပ်ရတယ်ရုန်းကန်ရတဲ့အခြေအနေတွေရှိဆိုတော့ပြောချင်တာကဘယ်သူမဆိုကိုယ့်ရဲ့ရည်မှန်းချက်ကိုရောက်ဖို့အောင်မြင်တဲ့လူတယောက်ဖြစ်ဖို့အတွက်မလှုပ်မနေရလှုပ်ရမယ့်အရာတွေရှိတယ်ပေါ့နော် ဆိုတော့ကျွန်တော်ကကာပန်နာလုပ်နေတယ်တကယ်တမ်းတော့ဟိုဘယ်လိုပြောရမလဲအခက်ခဲချားမှာရက်တည်နေတယ်ပေါ့နော်ဟိုစကကြီးစကကြီးပြောတာတော့မဟုတ်ဘူးပေါ့နော်အဓိကစိတ်အားထက်သန်မှုတစ်ခုပဲလိုတယ်ဆိုတော့ကိုယ်ပဲအခြေပဲနေရာမှာပဲရောက်ရောက်ဥမာကို construction တွေပဲလုပ်နေပဲရောက်ရောက်ကို cleaning ပဲလုပ်နေတဲ့အခြေအနေမှာပဲရောက်ရောက်အဓိကကိုလိုချင်တဲ့ band တိုင်းကိုလိုချင်တဲ့ goal ကိုတည်ရမယ်ဆိုတော့အဓိကဗာပြောချင်တာလဲဆိုရင်မင်းဗာပဲလုပ်နေလုပ်နေမင်းမနာလीမင်းတက်လို့ရဆိုတော့ပြောချင်တာကအဓိကကကိုဗာပဲလုပ်လို့ ရက်မနေဖို့အရေးကြီးပါတယ်ပေါ့နော်ဒီနေ့ဒီဗီဒီယိုမှာကျွန်တော်အချင်းချုပ်ပြောခြင်းတဲ့အကြောင်းအရာလေးရတော့ကံတရားကိုသာစောင့်နေမယ်ဆိုရင်ဘယ်တော့မှအောင်မြင်တဲ့လူဖြစ်လာမှာလည်းမဟုတ်တလို့ဘယ်တော့မှကိုလိုချင်တဲ့ပန်းနိုင်လည်းရောက်လာမှာမဟုတ်ပါဘူးဆိုတော့စင်ကူမှာစူးစမ်းနေတဲ့ brother တွေစင်ကူမှာစူးစမ်းနေတဲ့ညီလေးညီမတွေအကုန်လုံးကံကောင်းမှကြီးကိုပဲစောင့်မနေပါနဲ့နေ့တိုင်းတင်ယူနေပါအရာအလုံးကိုနဲ့ဆိုင်တာပဲလုပ်ပါကိုနဲ့အရာအလုံးမဆိုင်ဘူးမဆိုင်ဘူးအဲ့လိုပဲမတွေးနဲ့ပါနော်ဆိုတော့ပါလီယာငပိကျက်ဆိုတာတကယ်တမ်းကောင်းပါတယ် မပြီးချက်တဲ့ဆိုင်အရာအလုံးစင်ပြေပါတယ်ပေါ့နော်တော့ပြောချင်တာကပါလီယံငပိကျက်ဆိုတော့ကျတို့ပမာစကားမှာပဲရှိတာပါတကယ်တမ်းကအရာအားလုံးကကိုနဲ့ဆိုင်တယ်အဓိကကဒီ knowledge တွေကိုတစ်ချိန်ကျရင်ဘယ်နေရာမှာအသုံးပြုလို့ရလဲဆိုတာကိုယ့်ပေါ်မှာပဲမူတည်တယ်ဆိုတော့ကိုရှိမှာဘ ഹു တုဒ္ဒများလေကိုကကိုရောက်ချင်တဲ့ပန်းတိုင်ကိုဘလို့တွေ့ဝိုင်းကြီးနဲ့သွားရမလဲဥမာဗျာကျတို့ဘလို့ပြောရမလဲဆိုရင်လမ်းကျွမ်းတဲ့လူတယောက်ကဘယ်တော့မှလမ်းမပြောက်ဘူးအားမျိုးပဲเนาะဆိုတော့ကံမလို့ဘူးစိတ်အားထက်သန်မှုပဲလို့တယ် ဲ့တော့အဓိကမေးခွန်းကမင်းရယ်ဘာဖြစ်ချင်လဲဟုတ်ပြီနော်ဆိုတော့ကိုကူကိုပြန်မေးပါဥမာငါရယ်နံပါတ်1မေးခွန်းငါရယ်ဒုတိယတစ်ယောက်ကဘာဖြစ်ချင်လဲဆိုတော့အဲ့နှစ်ခုကဆုံးဖြတ်ပေါ့နော်ငါရယ်ဘာဖြစ်ချင်လဲအမြဲတမ်းမေးပါဆိုတော့ဒီနေ့ဗီဒီယိုမှာဒီလောက်ပါပဲနောက်ဗီဒီယိုမှာပြန်တွေ့ပါမယ်ဘိုင်ဘိုင်